တို့ညီကိုတွေညီမလေးတစဉ်ဦးလို့ပေါ့နော်ရောက်ရှိတဲ့နေနေရာကဒါချင်းရွင့်မြေပေါ့နော်မုံရွာချင်းရွင့်မြေအနေအရန်ကိုအနေကြီးနေတဲ့နေရာပေါ့နော်အဲ့ဒီနေရာမျိုးကိုကျွန်တော်တို့ကကိုယ့်အသက်ကိုပေါ့နော်ကိုယ်ရဲ့အသက်တွေကိုဗရဏမထားဘဲနဲ့ဒီနိုင်ငံသူနိုင်ငံသားတွေကိုမုံရွာမြို့ဟာနမကတိုင်းမူကြီးဘိုးချုပ်မျိုးမင်းတို့ဒူတိုင်းမူကြီးနော်တိုင်းစီဦးကြီးချုပ်တို့တိုင်းကြီးဝမ်းတို့အကုန်လုံးပေါ့နော်အခြေခံအရာရှိစစ်သည်အရာအားလုံးနဲ့ပေါင်းဆက်ပြီးတော့မှမုံရွာမြို့ကိုနော်အေးချမ်းအောင်တက်မတော် ကာဝေးဦးကြီးချုပ်နိုင်ငံတော်နာသကဝန်ကြီးချုပ်ရဲ့အောက်မှာရှိနေတဲ့တက်မတော်သားတွေကအသက်ချွေးခံတာတွေပေးဆက်ပြီးတော့မှပြည်သူလူထုရဲ့အသက်အိုးရေးစူးတင်ကိုကာဝေးနေတာဖြစ်တယ်။အဲ့ဒါကိုကျွန်တော်တို့ကပြည်သူလူထုတွေသိဖို့အတွက်ကိုကျွန်တော်တို့ကကိုယ့်အသက်ကိုကြော်ဆုံးမှလည်းမိသားစုရှိတယ်၊တစင်းဦးမှလည်းမိသားစုရှိတယ်၊ဇော်ပွင့်မှလည်းမိသားအဲ့ဒီရဲ့မိသားစုတွေကိုအသက်တွေကိုဗရဏမထားဘဲနဲ့ကျွန်တော်တို့ကပြည်သူလူထုရဲ့ကိုယ်သားပေါ့နော်ဒီမုံရွာမြို့ဟာငိမ့်ချမ်းနေတယ်ကျွန်တော်တို့တော့ဒီလိုသွားလို့လာလို့ရတယ်ဟုတ်လားကျွန်တော်တို့အဲ့ဒါကိုပြသချင်တာဖြစ်တယ်နော် အဲတချို့ကြတော့ဒီ online ပုံကနေပြီးတော့မှာပေါ့ဗျာသိရမလားဟိုကြီးမဟုတ်ကဟုတ်ကစကားတွေ water mind တိုက်တဲ့အစိမ့်မိအခုလို့ဒီဘဲရင်းကဘုံကျဲတဲ့ဖြစ်စဉ်လိုမျိုးတွေပေါ့အဲ့ဒါတွေမဟုတ်ကဟုတ်ကပေါ့နော်ဒီဟိုဘက်ကခွေးတင်မီယာတို့ဘာတို့ကတင်နေပေါ့နော်စကားတွေကိုယုံကြည်ပြီးတော့မှဟိုအယုံကြည်တွေနဲ့မသွားရဲတာတွေမလာရဲတာတွေပေါ့နော်အဲ့လိုဖြစ်တယ်အဲ့တော့ဒီနမကမှာ အတိုင်းမွေးဒီတိုင်းမွေးရောက်ရှိလာတဲ့အချိန်တွေဟာတို့ပြန်ပေးဆွဲတာ ਈ နော်အဲအဲ့ဒါတွေဟိုခြုံငင်းသွားတယ်အခြုံငင်းသွားတယ်မိတယ်အတိုင်းမွေးရတဲ့သတင်းကိုသတင်းရရတယ်လို့တိဆောက်ပြီးတော့မှအမြဲအမြန်ဆုံးဒီစစ်စင်ရေးကို operation ကိုဆောင်ရွက်တယ်နော်အဲ့ဒီအတွက်မုံရမျိုးကငင်းညံ့နေတယ်ငင်းညံ့နဲ့မငင်းညံ့ဘူးကြည့်ချင်တယ်မှာကျွန်တော်တို့ဒါကျွန်တော်ချင်းချင်းမြင့်မြင့်လဲကောင်းမှာမြင့်လဲကောင်းမှာနော်မြင့်လဲကောင်းမှာကျွန်တော်ညီကိုနေရောက်ရှိတယ်ဟိုမှာချင်းတွင်တရားကြီးရှိတယ်နော်ကြည့်ကြည့်လိုက်မိုးတော်မှာချုပ်နေပါပြီပေါ့နော်အဲ့တော့မုံရွာနေပြည်သူလူထုတွေနော်အကြောက်တရားကင်းကင်းနဲ့ เนาะကျွန်တော်တို့ဒီကိုယ့်ရဲ့နေရဒေတာရဝင်းကိုပေါ့เนาะပြန်လာပြီးတော့มาစီးပွားရေးတွေလှုပ်ဆောင်มาအခုကျတော့ပတ်စံချမ်းသာတဲ့လူတွေကကိုယ်စလဲတွေနဲ့လွှဲထားတော့မြုံရမုံရမြို့ဟာစီကားပြင်းတဲ့လောက်မစီကားတော့ဘဲနဲ့အဲသူများရဲ့ဗစက်မှာလမ်းဆုံးပြီးတော့มาအကြောက်တရားတွေနဲ့ရင်ဆိုင်နေရတယ်အခုဆိုရင်ဒါကျွန်တော်တို့ဆိုတိုင်းပြည်ပြည်တွေအကုန်လုံးကเนาะတက်ချင်တဲ့လူတွေရှိတယ် PDF တွေဆိုကျွန်တော်တို့တွေ့တတ်มาเนาะကျွန်တော်တို့အခုဒါ PDF ရှိနေတဲ့နေရာကိုကျွန်တော်တို့ ဒါတက်မလို့ဟိုစေရင်နဲ့ပဲကျွန်တော်တို့ကိုလိုက်ပြနေတာဒါကကျွန်တော်တို့ကငိမ့်ချမ်းနေဆိုတာကိုခေါ်ဆောင်ခြင်းနဲ့စိတ်တစ်ခုပဲရှိတယ်ကျန်တာဘာမှမရှိဘူးကျွန်တော်တို့ရင်ထဲမှာအဲ့တော့မြမပြီးအများဆုံးငိမ့်ချမ်းပါစေရှေတန်းရောက်နေတဲ့တက်မလို့သားတွေဘေးရန်တွေပြင်းရှင်းပြီးနောက်တန်းအမိသားစုတွေနဲ့အများဆုံးပြန်လည်ပေါင်းစပ်နိုင်ပါစေလို့မြတ်တာကိုဆုတောင်းပေးလိုက်ပါတယ်